မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တဲ့ရင်ဌာနမှပြန်နေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ၄ရက်နေ့မွန်လယ်ပိုင်းစိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တဲ့ရင်များကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ယခုကပရမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့စစ်တပ်ရဲ့ကျူးလွန်မှုနောက်ကွဲကသွေးစွန်းလက်တွေကိုအေးအေးယူပေးဖို့တိုက်တွန်းဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ ပြည်သူတွေပေါ်ကျွလွန်တဲ့စစ်တပ်ဖွဲ့ဝင်တွေရဲ့အကြမ်းဖက်ဆစ်စင်ရေးတွေနဲ့ရာဇဝတ်မှုတွေပေါ်နောက်ွယ်ကသွေးစွန်းလက်တွေကိုနိုင်ငံတကာကအရေးယူပေးဖို့တမန် Institute ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။တနက်များနောက်ွယ်မှာသွေးစွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူတွေကိုဖော်ထုတ်ခြင်းအမည်နဲ့တမန် Institute ကပေးခဲ့တဲ့မေလ31ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။မြန်မာစစ်တပ်ရဲ့ပြည်ရင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ရေးဦးစီးချုပ်ယုံကြည်ရဲ့လက်အောက်ရှိကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ကဦးဆောင်တာဖြစ်ပါတယ်။စစ်တပ် အတွက်လိုအပ်တဲ့ဆလနဲ့ပစ္စည်းခမီးယန်းကြောက်တွေပြင်ဖျက်အားပြင်းဝေဟင်ပုံနေတဲ့ဒုံချီတွေအထိကာကာထုတ်လောက်ကန်ကာကွယ်ရေးပစ္စည်းထုတ်လို့ရေးစက်ယုံကပ္ပစာရီမှာထုတ်လို့တာပါကာကွယ်ရေးပစ္စည်းထုတ်လို့အရာရှိချုပ်ရုံရဲ့အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သိန်းပါဝင် ထိပ်ပိုင်းကောင်းဆောင်၃ဦးနဲ့ကမ္ဘာစဆက်ယုံ၂၅ယုံကဆက်ယုံမှု၂၅ဦးရဲ့အမိစင်းတွေကိုအစည်းအဝေးခန်းဆာမှာဖော်ပြပါရတယ်။ အဲ့ဒီစေယုံမှုတွေစေရရှိတွေဟာ2018ခုနှစ်အတွင်းရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့2021ခုနှစ်အာနာသိမ်းမှုအလုံးပြည်သူတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုဆေးရဆွမ်းမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ဇူးလွန်တဲ့ရဆွမ်းမှုတွေမှာနောက်ွယ်ကနေအားပေးကူညီနေတဲ့သွေးစွန်းလက်ပိုင်ရှင်တွေလို့ဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာအစိုးရအနေနဲ့စစ်အုပ်စုရဲ့ပြည်သူတွေကိုအကြမ်းဖက်ဆစ်ဆင်ရေးအတွင်းအုံပြုတဲ့ဆက်လက်နေတွေကိုထုတ်လုပ်ပေးနေတဲ့အဓိကတာဝန်ရှိသူတွေပေါ်တံခတ်ပိတ်ဆို့မှုတွေချမှတ်တင်တယ်လို့တိုက်တွန်းတာဖြစ်ပါတယ်။မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Action Program Director နိုင်အေမွန်ကရာဇဝဲကောင်တွေကိုပြပြတသားအရေးယူနိုင်ရင်ဘေးအာနာရှင်ကမှနောက်ထပ်ချိုးဖောက်မှုတွေမလုံးနိုင်ဘူးအမခံပေးရရောက်တယ်လို့သုံးသပ်ပါတယ်။ ဒီလိုရောက်စက်ကောင်တွေကိုပြပြတတအရေးယူလိုက်ခြင်းအပြင်မြန်မာနိုင်ငံမှာအလေးအကျတစ်ခုလိုဖြစ်နေတဲ့အပြင်းရှိရတဲ့အရေးမြူနိုင်တဲ့အခြေအနေတွေကနေကင်းလွတ်ခွင့်ရနိုင်တဲ့အနေအထားကနေရုံတွက်နိုင်မှာဖြစ်ပါတယ်။နောက်တာမျိုးဘယ်တော့မှဘေးအာဏာရှင်ကမှချိုးဖောက်မှုတွေမလုပ်ဖို့ထပ်မံမဖြစ်ပွားစေဖို့အာမခံပေးရရှောက်မယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့အင်မတန်မှပဲထိရောက်တဲ့အပြည့်ပေးအရေးယူမှုဖြစ်ပါတယ်လို့ဆိုပါတယ်။ အစီရင်ခံစာရအနာသိမ့်မှုနောက်ပိုင်းခုခံတော်လှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ဆက်အုပ်စုဟာကပါစာကစစ်သေးတွေကို ရှေ့တန်းစစ်စင်ရင်နေမြေရှင်းလင်းရေးလုံခြုံရေးအတွက်ခေါ်ယူအသုံးပြုလာတယ်လို့ဆိုပါရယ်တမန် Institute ရဲ့မှတ်တမ်းတွေအရကပါစာစက်ရုံကတပ်ဖွဲ့ဝင်တွေဟာအရသာပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးတာညှဉ်းပန်းနှိပ်စက်တာ တက်ပြတ်တာကျင်းရော်တွေကိုစစ်ကြောင်းထိုးမိရှူတာနဲ့လက်နက်ကြီးပစ်တာတွေကိုကျူးလွန်ခဲ့တယ်လို့ဖော်ပြပါရယ်ဒီအတွက်ကဘာဆာဆက်ယုံမှုတွေဟာစစ်အုပ်စုအတွက်ဆက်လက်နဲ့ခဲယမ်းတွေထုတ်လုပ်ပေးတဲ့အဓိကအားပေးကူညီသူတွေကိုသာမကပြည်သူတွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတိုင်းရိုက်တာဝန်ရှိသူတွေလို့ဆိုပါရယ်ဆက်လက်နဲ့ထုတ်လုပ်ရေးတပ်ဖွဲ့တွေဟာစစ်အုပ်စုကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်အဓိကတောက်တိုင်းတွေဖြစ်ပြီးစစ်အင်ဂျင်နီယာအရာရှိတွေကအားပေးကူညီမှုဖြစ်စေအမိန်ပေးကုကဲမှုနဲ့တိုင်းရိုက်ကျူးလွန်မှုဖြစ်စေမဖြစ်မနေတာဝန် ခံရမယ်လို့တမအင်စတီကျူကအကြံပြုထားတာပါ။လူခွင့်ရလှရှားသူတွေကတော့အရက်သားတွေအပေါ်ချုပ်ဖောက်မှုရန်ရမှာပါဝင်သူတိုင်းကိုတရားစီရင်ခွင့်ရတဲ့အခြေအနေအောက်မှာပြည်ရင်းနဲ့နိုင်ငံတကာတရားစီရင်မှုတွေကနေခုံရုံးတင်ပြီးထိုက်တဲ့အပြစ်ပေးအေးအေးမှုတွေလှောက်ဆောင်ရလိမ့်မယ်လို့ထောက်ပြပါရတယ်။ လက်တလုံးမှကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ပိတ်ဆို့အေးယူမှုတွေလုံနိုင်တယ်အမြေပြည့်စည်နေအတွင်းမိသူတို့ကိုတန်းခတ်ပိတ်ဆို့နိုင်မယ်တခြားတရားဝင်မှုမပေးတာတွေလုံနိုင်တယ်ဒါပေမဲ့ Federal Democracy ရဲ့အတွင်းကုပြောင်းရေးကာလတစ်ခုကိုရောက်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင် ဖန်ရန်ထုတ်ထားပြီးတော့အခါခွင့်တင်လို့လက်ငင်းကာလာမှာဖန်ဆီးမှုတွေလုံနိုင်နေဆိုရင်အရန်ကိုကောင်းမဲ့အခြေအနေတည်းရဖြစ်တဲ့နောက်ချက်ချင်းခုံယုံတင်ရမယ်ရာဇဝတ်မှုတွေကိုသူတို့ဂျူလွန်ထားတဲ့အတွက်ပြတ်သားစွာရေးရဆောင်ရွက်ဖို့တိတ်ကိုလိုအပ်ပါတယ်လို့နိုင်အမောင်ကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်းစီရင်ခန်းစာမှာဖော်ထုတ်ထားတဲ့ကကထုတ်ထိပ်ပိုင်းကောင်းဆောင်နေတဲ့ကပ္ပါစာဆက်ယုံမှုတွေကိုအမြေပြတ်စီရင်သွင်းကြေညာဖို့ကိုလည်းတမအင်စတီကျူကတောင်းဆိုထားပါသေးတယ်ဒါပြင်2021ခုနှစ်ဒီဇင်ဘာလမှာမြန်မာစစ်တပ်ရဲ့ကာဝေးရေးပစ္စည်း ီထုတ်လို့ရအရာရှိချုပ်ရုံကိုအမေရိကန်၊ရှူဂင်းနဲ့ကနေဒါနိုင်ငံတို့ကတံခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့တာရှိပါတယ်။အမေရိကန်ဗန်နာယီဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေး OFAC ကတံခတ်ပိတ်ဆို့မှုထုတ်ပြန်ချက်မှာတော့ကကထုတ်ကထုတ်လို့တဲ့လနဲ့တွေဟာမြန်မာပြည်သူတွေအပေါ်မှာစစ်တဲရဲ့ရက်စက်တဲ့ကြမ်းဖက်မှုတွေမှာမလဲမသိအသုံးပြုကြောင်းမှတ်ချက်ပြုထားပါတယ်။ ဆလဘီရှမ်းမြောက်တွင်မီလာအတွင်အပြည့်ရက်ကလစစ်တပ်ကလေးချောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီးနှင့်ပုံမှောင်1219လုံးဖြင့်တိုက်ခိုက်ခဲ့၍ပြည်သူရှုသေဆုံးခဲ့ပြီး18ဦးထဏ်ရာရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မီလာအတွင်အပြည့်ရက်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီးနှင့်ပုံမှောင်1219လုံးပစ်ခတ်ခဲ့၍ပြည်သူရှုသေဆုံးခဲ့ကြောင်း TNL ကရှင်းလင်းတဲ့ရင်ထုတ်ပြန်သည်။ မေလတလအတွင်းအပြစ်ရထားသည့်စစ်ကောင်စီတပ်ကနောင်ချိုမိုးကုတ်ကြောင့်မဲမိုင်းငော့မိုင်းလုံးနှင့်မန်တုံမျိုးနယ်တွင်၄ချောင်းဖြင့်26ကျင်းလက်နက်ကြီး986လုံးဒရုန်းဖြင့်ပုံ329လုံးနှင့်အစိမ့်ငွေပုံ114လုံးတို့ကိုပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူလူထု၈ဦးသေဆုံးပြီးပြည်သူ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနေအိမ်အများပြားထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်စစ်တပ်ကနောင်ချိုမျိုးနယ်ရှိကျေးရွာများနှင့်တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တရှိရများကိုဦးတည်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီတပ်ရွေကျက်ရှိရှိ ဦးတည်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူလူထု6သေဆုံးခဲ့ပြီး14ဦးဒဏ်ရာရရှိသည့်အပြင်နေအိမ်ရှစ်လုံးနဲ့ဘုံဆော့ထိမှန်ပြက်စီခဲ့ကြောင်းသိရှိရသည်။တရားနယ်တင်ပိုက်ထားသောကြောင်းမဲမျိုးကိုလေကြောင်းဖြင့်နှစ်ကြိမ်လာရောက်တိုက်ခိုက်မှုပြီးပြည်သူလူထုနေနှလုံးနဲ့ထိမှန်ပြက်စီခဲ့ကြောင်းမိုးကုတ်မျိုးကိုလည်းလေကြောင်းဖြင့်6ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးပြည်သူတဦးသေဆုံးခဲ့ကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဘုံချရောက်ပောက်ကွဲမှုကြောင့်ဇေယျဘုံကြီးကြောင်းအပါဝင်နေ၁၈လုံးနဲ့ထိမှန်ပြက်စီသွားခဲ့ကြောင်းသိရှိရသည်။အလားတူမိုင်းငေါမျိုးနယ်ကိုအပြစ်ရထား ားသည့်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်တစ်ကြိမ်မိုင်းလုံးမြို့နယ်ကိုလည်းလေကြောင်းဖြင့်သုံးကြိမ်တိုင်တိုင်းတိုက်ခတ်ခဲ့ကြောင်းမန်တုံမြို့ကိုလည်းစစ်ကောင်စီတပ်ကလေကြောင်းဖြင့်နှစ်ကြိမ်တိုက်ခတ်ခဲ့တဲ့ပြင်တည်သူတူသေဆုံးမိသုံးတန်းရရရှိကြောင်းနေအိမ်28လုံးလည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်ရခိုးကစစ်တပ်ကဆွန်လာတလလုံးကိုလည်းအပြည့်ရဲ့ကြီးညာထားတော့လေလက်ရှိလေကြောင်းတိုက်ခိုက်မှုများနဲ့မြေပြင်တွင်ထိုးစစ်ဆင်ခြင်များကိုဆက်လက်ပြုလုပ်နေစေဖြစ်ကြောင်းတော်လင်းတပ်များကသတင်းထုတ်ပြန်လာသည် ဆလဘီစစ်မှုရန်တပ်သားတင်များနေတာကြားခံနေရသည့်စစ်ကောင်စီရှေ့ရန်စစ်မြေပြင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတော်တော်လင်အင်အားစုများ၏အရှိန်မြင့်ထိုးစစ်ကြောင်းစစ်ရေးအရရှုံးနေနေသည့်စစ်ကောင်းစီသည်တပ်စခန်းများထပ်မလွတ်ရရဲနှင့်တံမြန်တိုက်ခိုက်မှုများအတွက်ရှေးရန်စစ်မြေပြင်သို့စစ်မှုရန်တပ်သားတင်များကိုသာစေလွှတ်နေရသည် TNL တိန်ချုပ်ရအောင်ချို့မျိုးကိုပြန်ရရေးကြိုးပမ်းနေသည့်တိုက်ပွဲများတွင်စစ်မှုရန်ပတ်စင်ချောင်းမှတိုက်ပွဲအတွေ့အကြုံလာပိုင်းသာရှိသေးသောတပ်သားတင်များစွာအုံပြုနေသည်ကိုစစ်ကောင်စီလော်ဘီချန်နယ်များမှဖော်ပြချက်အရာတွေ့မြင်ရသည်စစ်ကောင်စီက နောက်ချို့တိုက်ပွဲတွင်အတွေ့အကြုံနေပါသည့်စစ်မှုရန်တပ်သားတင်များကိုသာအကြီးကအုံ 别再看你的片，这少了片片，你这明明是一对一，明明充满对呀的。 ဒီနောင်ချိုကိုခြေတက်လာတဲ့စစ်ကြောင်းတွေမှာအများစုကအသက်ငယ်ငယ်စစ်မှုရန်တပ်သားတစ်တွေပဲလို့သိရတယ်။ရာရူကြီးနည်းနည်းကပဲအမိတ်ပေးနေရကပါကြတာ။ဒါကတော့မြေပြင်တပ်သားတွေစီကသိရတာဟုနောင်ချိုမြို့နယ်ကမြေပြင်စီရေးအခြေအနေသိရှိသူတို့ကပြောဆိုသည်။ရခိုင်မျိုးသိန်းတိုက်ပွဲများတွင်လည်းစစ်ကောင်စီသည်ထိန်းချုပ်မျိုးများကမွတ်စလင်များကိုအတင်းအဓမ္မစစ်မှုတန်းခေါ်ယူကဆက်တင်နေပေးပြီးနောက်အေအေးထိုးစစ်များကိုခုခံရအုံပြုခဲ့သည်။ရသေးတောင်မောင်တုံးမြို့သိန်းတိုက်ပွဲများတွင်စစ်ကောင်စီဆက်တင်နေစစ်မွတ်စလင်တပ်သားများပါဝင်ခဲ့ သည်ဟု AA ကဓာတ်ပုံရုပ်သံဖိုင်များနဲ့တကွထုတ်ပြန်ခဲ့သည်။လက်ရှိချောက်ပြူတိုက်ပွဲတွင်လည်းမေလနောက်ဆုံးအပတ်က AA ထံဖန်ဆီးရခဲ့သည့်စစ်ကောင်စီတပ်သားများတွင်စစ်မှုရန်တပ်သားတစ်များစွာပါဝင်ကြောင်း AA စီရေးတရင်ရမြထံမှသိရှိရသည်။ ကျောက်ပြူမြို့နယ်မှာစစ်ရေးတရင်ရှင်မြတ်တအူကကျောက်ပြူတိုက်ဝဲကစစ်မှုထမ်းတပ်သားလေးတွေဟာတနက်တောင်ကောင်းကောင်းမပြတ်တက်ဖို့အလင်းဝင်လာတဲ့စစ်မှုထမ်းကောင်းလေးတွေဆိုမေးကြည့်ရသလောက်တချို့ကဆက်ပင်ညက်ဆိုင်မှာတချို့ကတတူးတူးတဲ့ဆိုင်မှာဖမ်းခံရပြီးစစ်မှုထမ်းပို့ဆောင်ခံရတာအခြေခံစစ်တပ်နဲ့နှစ်လပြီးတာနဲ့ကျောက်ပြူစစ်မျက်နှာကိုပို့လိုက်တာလို့ပြောတယ်ဟုပြောသည် စစ်ကောင်စီကစစ်မှုရန်ဥပဒေကိုအသက်သွင်းပြီးနောက်လူငယ်များအတင်းအဓမ္မဖန်စီကစစ်တပ်နဲ့ပေးနေပြီးလက်ရှိတွင်စစ်မှုရန်တင်တဲ့အပတ်စဉ်73ခုထိရှိခဲ့ပြီးဖြစ်သည်စစ်ကောင်စီအတွက်စစ်မြေပြင်တွင်အတွေ့အကြုံရှိပြီးတိုက်ရိုက်ခိုက်ကောင်သောတပ်သားအရင်းမြစ်များဆုံးရှုံးမှုများလာသဖြင့်တပ်သားလူအချက်မြင့်တက်လာသည်ထို့ကြောင့်လူငယ်များအားအတင်းဖန်စီကစစ်မှုရန်ပတ်စဉ်များကိုမပြတ်တမ်းလုပ်နေသည်ထို့သောအတင်းအဓမ္မတပ်သားအစ်စုဆောင်ခံရသူများကိုစိတ်ဓာတ်စစ်ဆင်ရေးများရှိုက်သွင်းကစစ်မြေပြင်သို့ပို့ဆောင်နေပြီးတပြိုင်နက်တည်းတွင်ပြည်သူများထိတ်လန့်နေသော ောလုံရက်များကိုစေခိုင်းထားကြောင်းစည်ရေးလေးလာဆောင်ကျေးသူများကဆိုကြသည်အနာမသိငင်စေနေလောက်ကလေးကစစ်တပ်မှအရှားပါဆုံးကတပ်သားတွေဖြစ်တဲ့ပတ်စံပေးဝင်ရင်အောင်တပ်သားတွေဝင်တာတော်တော်ရှားပါတယ်။အဲဒီတော့သူတို့ရဲ့တပ်တွေအင်အားကပြတ်သုံးသွားတာမို့လူငယ်တပ်သားတွေကိုရှားတဲ့နေရာကဆွဲခေါ်နေရတာ စစ်တေအရင်မြစ်တွေကုန်ဆုံးသွားပြီးတပ်သားတပ်တွေနဲ့ကြားခံထားရတဲ့အခြေအနေပေါ်ဟုစီရီယံဘူဂျီစင်ယွန်ကပြောသည်ဆက်လက်၍စီရီယံဘူဂျီစင်ယွန်ကတပ်သားတပ်တွေကိုစိုက်ဝါထဲတဲ့ပုံစံကကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုအကြမ်းဖက်တွေဆိုပြီးမှန်အောင်လုပ်တယ်။ဒါကြောင့်နိုင်ငံတော်နဲ့တပ်မတော်ပြက်စီမှဆိုတဲ့အတွက်မဖြစ်မနေတိုက်ရမယ်ဆိုပြီးစိုက်ဝါထဲတဲ့စစ်မြေပြင်မှာရှန်သူကိုတက်ရမယ်။သူမတက်ရင်သူ့ကိုတက်မယ်ဆိုပြီးလာချင်းချောက်ခိုင်းနေလက်နက်ချညံ့ခရင်အောင်တက်ခိုင်းနေတနက်ကင်မထားတဲ့ပြည်သူတွေကိုလည်းမင်းတို့လိုသစ္စာဆိုထားတဲ့သူတွေမဟုတ်တာကြောင့် ရတားတွေကိုလည်းမယုံရဘူးဆိုတဲ့စိတ်တွေရိုက်သွင်းထားတယ်ဟုဆိုသည် စစ်မှုရန်တပ်သားတက်များကိုတိုက်ခိုက်ရေးအတွက်မဟုတ်ဘဲရဲရွာဒေသလုံခြုံရေးအတွက်သာအသုံးပြုမည်ဟုစစ်မှုရန်ဥပဒေကိုပြဋ္ဌာန်းပြီးနောက်2024ခုနှစ်ဖေဖော်ဝါရီ15ရက်တွင်စစ်ကောင်စီပြောခွင့်ရပူချုပ်စော်မင်းထွန်းကပြောခဲ့သည်ထို့သောလက်တွေတွင်အတင်းအထမစစ်မှုရန်စူးစောင်းခံရသူများမှာစစ်ကောင်စီစိုက်ဝါရိုက်သွင်းခံရကရှေ့တန်းစစ်မြေပြင်သို့အပိုခံနေကြရသည်စစ်ကောင်စီကစစ်မှုရန်ဥပဒေကိုအသုံးပြု၍ပြည်သူများအားဖမ်းဆီးကစစ်မှုရန်အကျုံးဝင်သူ၏မိသားစု များထံမှငွေညှင့်အကြက်ကိုင်းခြင်း၊စစ်မှုရန်တနင်းဆင်များအားစစ်တိုက်ခိုင်းစေနေခြင်းတို့သည်လူအခွင့်ရေးလှုပ်ရှားသည့်အဖွဲ့များကရှုတ်ချထားကြသည်။ Fortify Right ၏ပြီးခဲ့သည့်2024ခုနှစ်ဩဂုတ်လထုတ်ပြန်ချက်တွင်စစ်ကောင်စီကဗိုလ်သီးတောင်မြို့မှမွတ်စလင်လူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းရန်ဖမ်းဆီးခဲ့ကြောင်းဖော်ပြခဲ့သည်။အသက်18နှစ်မှ35နှစ်အတွင်းရှိလူငယ်များကိုစစ်ရေးပြုခွာတရားအနေဖြင့်ကျဉ်းသုံး၍စစ်မှုထမ်းဆီးခိုင်းနေခြင်းသည်လူသားမျိုးနွယ်စုအပေါ်ကျွလွန်သည့်ရာဇဝတ်မှုများကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ရေးဝန်ကြီးဌာန နာကဧပြီလ28ရက်ကထုတ်ပြန်ထားတဲ့စစ်မှုရန်တပ်သားတင်များအနေဖြင့်စစ်ကောင်စီတပ်ထဲကလွတ်မြောက်ရေးအတွက်ဆက်သွယ်ကြောင်းကြားပြီးဝင်ရောက်ခိုလုံနိုင်ကြောင်းပြည်သူ့ရှင်ခွင်အဖွဲ့မှတိုက်တွန်းထားတဲ့ဆက်လက်ပြီးကိုပိုင်ပြတန်းခွင်နဲ့စစ်အာဏာရှင်စနစ်ကြဆုံရေးအတွက်အစုံတိုင်းတိုက်ပွဲဝင်မယ်လို့ကရင်အမျိုးသားတပ်မတော် ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်အမျိုးသားတို့ရဲ့ကိုပိုင်ပြတန်းခွင်နဲ့စစ်အာဏာရှင်စနစ်ကြဆုံရေးအတွက်အစုံတိုင်းဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကရင်အမျိုးသားတပ်မတော် KNA ကဒီကနေ့ဇွန်လ၄ရက်မှာပြောလာပါတယ်။ဒီကနေ့မှာကြားရောက်တဲ့ 62နှစ်မြောက်ကရင်အမျိုးသားလက်နက်ကိုင်တော်လန်ရင်နေကိုကရင်အမျိုးသားတပ်မတော် KNA ကတုံ့ဝန်ပေးပို့တဲ့တုံ့ဝန်လာမှထည့်သွင်းပြောပြထားတာပါ ကရင်အမျိုးသားတွေဟာအေးချမ်းစွာနေထိုင်လိုကြတဲ့လူမျိုးစုတစ်ခုဖြစ်ပြီးမတရားဖိနှိပ်လာခဲ့ပါကခေအဆက်ဆက်ရဲဝန်စွာတော်လန်တိုက်ပွဲဝင်ခဲ့တဲ့လူမျိုးစုတစ်ခုဖြစ်ကြောင်းနဲ့ခေအဆက်ဆက်မှာကရင်အမျိုးသားတွေနဲ့အဖိနှိပ်ခံလူမျိုးပေါင်းစုံအတွက်အသက်ပေးတိုက်ပွဲဝင်သွားခဲ့တဲ့ကရင်အမျိုးသားအာဇာနည်သူရဲကောင်းတွေကို KNA တပ်မတော်ကဦးညော်လေးပြူကြောင်းနဲ့တဝန်လာမှာဖော်ပြပါတယ်1962ခုနှစ်ဆရာနာသိမ်းပြီးနောက်မှာမြမပြည်သူတရက်လုံးနဲ့အတူကရင်အမျိုးသားတွေဟာဆရာနာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ခဲ့ကြတာကြောင့်1964 ခုနှစ်စွန်လ၄ရက်နေ့ကိုခရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ခရင်နေပြည်တွင်းကလိုင်ကွန်ဒီမော်ဆိုမိုးပြေဖဲခုံဒေသနဲ့တခြားခရင်ဒေသတွေမှာရှိတဲ့ပြန့်ကျဲနေတဲ့ခရင်လက်နက်ကိုင်တပ်ဖွဲ့တွေကိုပြန်လည်ပေါင်းစည်းပြီး2024ခုနှစ်အောက်တိုဘာလ29ရက်မှာခရင်အမျိုးသားတပ်မတော် KNU ကိုဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။